မင်းစီများအားလုံးမင်္ဂလာပါကျွန်တော်အခုဒီနေ့ပြပြမှာကတော့ဒီမှာ body အသက်ဆန်းတို့ဒီလို line တွေကိုအပွင့်လှုပ်ရှင်တဲ့သူတွေအပွင့် line မှာဒီအသားကြောက်ကိုပေါ့နော်အဓိကလှုပ်ရှင်နေတဲ့မင်းစီများအတွက်လှုပ်ရှင်နေတဲ့သူတွေအတွက်ကိုကျွန်တော်ကဒီနေ့ဒီ live လေးလွှင့်ပေးလိုက်တာဖြစ်ပါတယ်ပြောရမယ်ဆိုရင်ကျွန်တော်အခုလွှင့်ပေးတဲ့ live ဒီကျွန်တော်ကဒီကြောင်းနယ်လေးလက်တွေ့ပြမယ်ဒီအပွင့်နေပေါ့နော် body point နေတဲ့လက်လက်တွေ့ပြမယ်ပြီးရင်ကျွန်တော်ကအဲ့ဒီဒီကျွန်တော်တို့အသားကြောက်တွေမှာ အပြက်လက္ခဏာတွေအထွေတို့အမုံတို့အညိတို့အမြုပ်အဆန်းတို့ဘလို့ပုံစံဝင်နေဆိုတာကိုလည်းကျွန်တော်ကဒီရှိမှကျွန်တော်ရှာထားတဲ့ဒီရေးွက်လေးတွေနဲ့ပေါ့နော်ဖန်ွက်လေးတွေနဲ့ကျွန်တော်ကမိတ်ဆွေတို့ကိုလက်တွေ့တစ်ခါတည်းပြပြမှဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီအသားကြောင်းနဲ့ပတ်သက်ပြီးတော့လုံးဝမသိသေးတဲ့သူတွေအသားကြောင်းနဲ့ပတ်သက်ပြီးတော့ဒီ body နဲ့ပတ်သက်ပြီးအသက်ဆန်းနဲ့ပတ်သက်ပြီးတော့ဒီအသားတန်းကိုလည်းမခွဲတတ်တဲ့သူတွေဒီအသားတန်းထွေးတာတွေကိုလည်းမသိရတဲ့သူတွေဒီအသားတန်းထဲမှာအပြက်လက္ခဏာတွေဝင်တာတွေကို လုံးဝမသိသေးတဲ့သူတွေနားမဲ့သေးတဲ့သူတွေအတွက်ကိုကျွန်တော်ကဒီနေ့ဒီဗီဒီယိုလေးဒီ live လေးနဲ့ပေါ့နော်အသေးစိတ်လေးကျွန်တော်ရှင်းပြပေးမယ်ဟိုပြောမယ်ဆိုရင်ကျွန်တော်ဒီ live လေးလုပ်ဖို့အတွက်ကိုလည်းဟိုကျွန်တော်ရဲ့ဒါတငယ်ချင်းတယောက်ပေါ့နော်ကျွန်တော်ကတငယ်ချင်းတယောက်ဆိုတာကကျွန်တော်နဲ့ဟိုကျွန်တော်တကယ်တူတတုံးကဒါကျွန်တော်တငယ်ချင်းဖြစ်ခဲ့တဲ့တငယ်ချင်းပေါ့အဲ့တငယ်ချင်းလည်းကိုမန်လေးမှာကြောက်လို့နေတယ်ကြောက်လို့နေတယ်တန်လန်တဲ့သူလည်းအပြင်မှာဒါတင်တဲ့ခုမှသူတက်တယ်ပေါ့နော်တက်တဲ့အချိန်မှာဒီအသားကြောက်တွေကိုသူတင်တဲ့တက်ပေမဲ့တေးသေးဆဆကွဲကွဲပြပြနားမလဲဘူးပေါ့ နားမလဲအတွက်ကြောင့်မလို့ကျွန်တော်သူ့ကိုအခုဒီပုံစံလေးနဲ့ကျွန်တော်ရှင်းပြခဲ့မှုရယ်ဒါကြောင့်မလို့ကျွန်တော်ကအခုဒါမိတ်ဆွေတို့ကိုလည်းအခုလက်ရှိကျွန်တော်ကကျွန်တော်တငယ်ချင်းကိုကျွန်တော်ရှင်းပြခဲ့တဲ့ပုံစံမျိုးလေးနဲ့မိတ်ဆွေတို့ကိုနားလည်အောင်တခါတဲ့အသားကြောက်ရဲ့သဘောတရားအခြေခံကိုတည်တည်ချာချာလုံးဝနားလည်သွားအောင်ကျွန်တော်ကဒီနေ့ရှင်းပြပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကျွန်တော်အခုရှင်းပြတဲ့အကြောင်းအရာလေးတွေကိုတည်တည်ချာချာလေးလိုက်နားထောင်ပြီးတော့ကျွန်တော်ရှင်းပြတဲ့အကြောင်းအရာလေးတွေကိုလိုက်ပြီးမှတ်သားမယ်ဆိုရင် body ပဲဖြစ်ဖြစ်အသက်ဆန်းပဲဖြစ်ဖြစ် အပွင့်လိုင်းလုံးမယ်ဆိုရင်ဒီအသားကြောက်ကိုပေါ့နော်အပွင့်လိုင်းလုံးမယ်ဆိုရင်မိတ်ဆွေတို့အများကြီးထောက်ကူပြင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့အခုဒီ live play ကိုတည်တည်ချာချာလေး live ပြီးတော့လေ့လာကြပါလို့ကျွန်တော်ပြောချင်ပါတယ်အရင်တော့။ကော်မျိုးသူမင်္ဂလာပါကော်မျိုးသူမင်္ဂလာနော်။ကော်မျိုးသူကျွန်တော်ဒီမှာအသားကြောက်နဲ့ပတ်သက်ပြီးတော့ဒီ body တို့အသက်ဆုံးနဲ့ပတ်သက်ပြီးတော့တည်တည်ချာချာအသေးသေးလို့ကျွန်တော်ရှင်းပြမှာကော်မျိုးသူနော်။တည်တည်ချာချာလေး live ပြီးနားထောင်ကြည့်ပါဦးနော်။အဲ့ကျတော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်အရင်တော့လုပ်ပြရပါသေးတယ်။ကျေးဇူးပြုပြီးတော့ share ပေးကြပါဦးနော်မိတ်ဆွေများ။ဘာကြောင့်လဲဆိုရင်ဥမာ ြည့်ရသူများတော့ကျွန်တော်လည်းရှင်းပြတာပိုကောင်းတာပေါ့နော်အဲ့ဒါမိတ်ဆွေတို့အနေနဲ့ဒီကြောင်ကြောင်နားမနေသေးတဲ့သူတွေများများတွေ့အောင်ကျွန်တော်ရဲ့ဒီ live လေးကိုဒီ group တွေလည်းဖြစ်ဖြစ်နော်ဘယ်နေရာပဲဖြစ်ဖြစ်မိတ်ဆွေတို့ကျေးဇူးပြုပြီးတော့ share ပေးကြပါအောင်လို့ကျွန်တော်ပြောချင်တယ်အဲ့ကျွန်တော်ကျွန်တော်ကအရင်ဆုံးပြောပြချင်တာကတော့မိတ်ဆွေတို့ကိုကျွန်တော်တို့ဒီ body ရို့အသက်ဆန်းတို့အဲ့ဒီလိုအသားကြောက်တို့ပေါ့နော်အဲ့ဒီလိုကြောက်တွေကိုလုံမယ်ဆိုရင်မိတ်ဆွေတို့အရင်ဆုံးသိထားရမှာဒီ ဒီမဲ့ကျွန်တော်ရေးထားတယ်ကြောက်စီကြောက်တာပြီးတော့ကြောက်ရဲ့အတခန့်အတခန့်ဆိုတာအတခန့်အယောင်ပြောတာပါ ပြီးရင်ကြောက်ရဲ့အရွယ်အစားအကြီးအသေးပေါ့နော်အဲ့ဒါပြီးပြီဆိုရင်နောက်တစ်ခုကကျတော့ကြောက်ရဲ့အဖြတ်လက္ခဏာအဖြတ်လက္ခဏာဆိုတာကဒီအနာနေပြီးစပြီးတော့အမြုပ်အစမ်းအညိအဲနောက်ထပ်ဟိုကြောက်တာထွေးတာတွေမှုန်တာတွေဖြူစံထိုးတာတွေနော်အကြောထိုးတာတွေဒါတွေအကုန်လုံးဒါတွေအကုန်လုံးကဒါအဖြတ်လက္ခဏာတွေမှာပဲပါတယ်အဲ့ကြောင့်မိတ်ဆွေတို့အရင်ဆုံးသိထားရမှာဒီ ကျောက်စီကျောက်သားအသက်ခံရတော့လုံးဝအရေးကြီးတဲ့အချက်ပါအဲကြောင့်ကျွန်တော်ဒီနေ့ကျောက်စီကျောက်သားအသက်ခံဒီအရွယ်အစားနဲ့အဖျက်လက္ခဏာအကုန်လုံးကိုကျွန်တော်ကမိတ်ဆွေတို့ကိုဒီကျောက်နဲ့ဟောလက်တွေ့ရောပြီးတော့မိတ်ဆွေတို့ကိုကျွန်တော်ဒီရှေ့မှာဖန်ခွက်လေးနဲ့သေးသေးချာချာကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့သေးသေးချာချာလေးလိုက်ပြီးနားထောင်ကြပါ။ဒီကြောက်နဲ့ပတ်သက်ပြီးတော့ထင်အောင်ထင်မှား ဒီအသားကြောင့်နေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီ body တို့အသက်ဆန်းနှုန်းနဲ့ပတ်သက်ပြီးတော့လေထင်အောင်ထင်မှားဖြစ်နေကြတဲ့မိတ်ဆွေတွေဒီဟိုလွဲမသွားတိနေကြတဲ့မိတ်ဆွေတွေလည်းတည်တည်ချာချာပို့ပြီးရှင်းသွားမယ်လို့ကျွန်တော်ထင်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတည်တည်ချာချာလေးဒီ live ကိုတည်တည်ချာလေး live ကြီးကြည့်ကြပါနော်အဲ့ကျတော့အရင်ဆုံးပြောချင်တာကတော့ကျွန်တော်ဆက်လိုက်ပြောသလိုပဲဒီအသားကြောင့် body အသက်ဆန်းလုံးမယ်ဆိုရင်ကြောက်စီကြောက်သားအသက်ခံအရွယ်အဖျက်လက္ခဏာဒါတွေကိုသိရမယ်အဲ့ကျတော့အဖျက်လက္ခဏာဆိုတာကတော့ဒါအဖျက်လက္ခဏာပို့တော့မိတ်ဆွေသိသွားပြီအရွယ်ဆိုတာလည်းအရွယ်အစားအသေးအကြီးကိုဒါ ပြောတာဖြစ်တော့ဒါမိတ်ဆွေတို့တိသွားပြီအဲ့ကျမိတ်ဆွေတို့အရေးကြီးဆုံးသိရမှသည်ကြောက်စီရဲ့ကြောက်သားရဲ့သူ့ရဲ့အသက်ခံအကြောင်းရင်းဒါကိုသိရ